Hello live season by Vikia ကြိုဆိုပါရယ်ဒီနေ့ blog လေးကတော့ Vikiro ဇနီးမောင်နှံရဲ့ချစ်သူတက်တန်းရှင်းနေပြည်မှာဂေဆွန်အမာနီမှာရှိတဲ့ Copper Pion Restaurant မှာ fine dining buffet စားခဲ့တဲ့ experience လေးကို sharing လုပ်ပေးမှာဖြစ်ပါတယ်ရှင်ဒီ buffet လေးအတွက်ကတော့ Vikia Hungry Who app ကနေပြီးတော့ booking လုပ်ခဲ့ပါတယ်ဒီဝင်ဝင်ချင်းကောင်တာမှာ booking လေးပြလိုက်ပါနဲ့သူတို့က table number လေးပေးရပါတော့ code table မှာကိုထိုင်ပြရနဲ့ ဘူဖေးတွေကိုကွက်ပတ်ယူလို့ရတယ်ပေါ့နော်ဝင်ဝင်ချင်းရဲ့ဘဲဘက်ချမ်းမှာတော့ခုလိုပဲ drink bar လေးရှိတယ်ဖခင်တွေ့ခဲ့တာကတော့ menu 6မျိုးလောက်ရှိတယ် fresh seafood တွေကိုတော့ ready ခင်းကျင်းလာပြီးကွာယူသွားရုံပဲဖိုင်တာနဲ့အလာကတ် menu တွေကိုတော့သပွဲနံပါတ်ပေးခဲ့ရင်သူတို့ကမှာခဲ့ရင်လာချပေးပါတယ်တကယ် time traditional menu တွေဖြစ်တဲ့ခေါက်စွိုင်းတို့ပတ်တိုင်းတို့စုံတန်တို့ကိုတော့သူတို့ကတကယ် fresh ဖြစ်ဖြစ်ကိုရှင်းမာတွေလုပ်ပေးပြီးတော့ကိုကစောင့်ယူသွားရုံပဲပေါ့နော် တောက်เสีย Barbrage software တွေကိုလည်း counter ထားပြီးတော့ကိုကအဲ့ဒါတွေမှကြိုက်တယ်ဆိုလည်းတောက်လို့ရသေးတယ်။ Traditional food တွေကို premium ingredient တွေသုံးပြီးတော့ fine dining style ပြောင်းထားတာကိုတော့တော်တော်သဘောကျခဲ့မိပါတယ်။ဘယံ fresh ဖြစ်တဲ့ sashimi counter လည်းရှိပါတယ်။အဓိကကတော့သူကတချို့ menu တွေကဒီလိုမျိုးတန်းစီပြီးတော့ buffet ဆိုတော့ယူရတာပေါ့နော်။ ခုလိုစတိတ်ကောင်တော်မှာလဲ weekend special menu တွေရက်လိုက်ရတဲ့ပြင်အခုလိုကိုမှာမှကိုရှင်းပါတယ်သူကဒီ stage ကြီးကိုလှီပြီးတော့ကိုကို prepare လုပ်ပေးတာပေါ့နော်ကိုကတော့တစ်ချက်တန်းစီယူပါတယ်ပေါ့ရှင် nuclear glass လေးတစ်ခတ်ပဲကာထားတော့ shot တွေချက်ပြုတ်နေတာအကုန်မြင်တွေ့နေရတာ hygiene တွေလည်းဘလောက်ကောင်းလဲဆိုတာသိရတာပေါ့နော်ကောင်တာတစ်ခုချင်းစီကတော့မတူညီတဲ့ menu တွေကို surf လုပ်ပါတယ်ကိုကကိုစားခြင်းနဲ့ကောင်တာမှာကိုစားခြင်းနဲ့အရာကိုသွားယူရုံပဲ ဖကီရောကတော့ premium menu တယောက်ကိုနှစ်မျိုးရွေးချယ်လို့ရတဲ့ package ကိုယူခဲ့တာပေါ့နော် premium menu တွေသူတို့လာချသွားပြီကိုယူခဲ့တဲ့နည်းနည်းကိုမှားခဲ့တဲ့အလားကတ် menu လေးတွေလည်းပါတယ်ပထမဆုံးစားမှာတော့ဒီ lobster ပေါ့နော်ဗကီရိုးမှားတာ premium menu မှာဗကီက lobster တပွဲမှားတယ် အဲဖခင်မျိုးသားလဲ love star တပွဲမှာရယ်ပေါ့နော် love star ကလေစားရတာအရန်ကိုနူးညံ့ပြီးတော့အရသာရှိတယ်ဖခင်ထင်တဲ့ဖခင်အတွက်ကတော့ဒီဟာလုံးဝ perfect ပဲအရန်ကိုဘာမှပြောစရာမရှိဘူးတယောက်ချင်းစီအတွက်ကိုဇွန်ခရင်တစုံစာပို့တက်ပြီးသားကိုသူကပေးထားတယ်ပေါ့နော်။ဒါပေမဲ့လေဗက်ကီထတ်တောင်းကြည့်တာထတ်လဲထတ်ပေးတယ်ဆိုတော့ဘာမှတော့ပူစရာမလိုဘူး။ Forest ကိုစားတာကတော့ဒါ Vicky ကပထမဆုံးချိန် Forest ကလည်းအရန်နူးညံ့တယ်။ရှားပေါ်မှာတော့တကယ်ကိုပျော်သွားတာပဲ။ဟိုဘလို့ပြောရမှန်းမသိဘူးသူရဲ့နူးညံ့မှုက။ဒါပေမဲ့အရာတာကို Vicky မြည်ကြည့်တဲ့အချိန်မှာတော့ Vicky ကတော့ Vicky အကြိုက်တယ်မပါဘူးပေါ့နော်။ဒီရှားပေါ်မှာပျော်သွားတဲ့ခံစားချက်ကတော့ကောင်းတယ်။အရာတာကတော့ Vicky အတွက်ကတော့တိတ်မကြိုက်ပါဘူး။ဒါ personal preference ပေါ်မှာမူတည်တာပေါ့နော်။ ပကီးယားအဓိကအပြင်မရနိုင်တဲ့မန်ယူတွေအတွက်ဖိုင်တိုင်းတဲ့မန်ယူတွေရွေးချယ်ပြီးစခဲ့ရပေါ့နော်။ခိုးကတော့ပကီးဆယ်မွန်အခင်ပေါ့နော်ပန်ဆယ်လောက်ထားတဲ့ဟာမျိုး။ဘယန်းနူးညံ့နဲ့အရေခွန်လေးကလည်းကျွတ်ပြီးတော့တကယ်ကိုအရသာလည်းဘာမှပြောစရာမလိုဘူး။အရသာတက်ချာအကုန်အဆင်ပြေတယ်။ဗီကီကလေဒီဆယ်မွန်ကိုအစိမ့်မကြိုက်တဲ့လူဆိုတော့ဗီကီကိုဒီလိုကင်ပေးတဲ့တက်ချာလေးနဲ့ကြက်သွားတဲ့ stage ကိုအရန်ကြိုက်တဲ့အရန်ကောင်းတဲ့ဗီကီအတွက် တကိမျိုးသားကတော့ focus နဲ့သူက Australian Stellan State ပေါ့နော်အဲ့ဒါကိုသူကတော့စားတာသူ့အတွက်လဲဒါမစိုးလို့ပြောရပေါ့နော်အခု Vicky စားမဲ့ squid fresh squid နဲ့ resort ပုံစံမျိုးကတော့ Vicky ရှာရတာအနေနဲ့တော့ not bad ပါကိုက fresh oyster ပါ oyster ကဒီမှာတော်တော်လက်တယ်အကောင်ကလည်းတော်တော်ကြီးတယ်ပြောရမယ် တန့်စင်တာလည်းတန့်ပြန်နေရဗကီကတော့မစားပါဘူးဗကီမျိုးသားတော့ပေါ့နော်အစင်းတဲ့နေလှုပ်ပေးနေရပါအခုကတော့ဆာရှိမီတိုင်းမှာဆာရှိမီကဗကီစားနေကြမဟုတ်ဘူးဆိုပေမဲ့ဒီမှာတော်တော်လက်ဆက်ပြီးတော့အယောင်အသွေးကိုကြီးလိုက်တာနဲ့အယံကိုကောင်းမဲ့ပုံပေါ်လို့ဗကီစားခဲ့ရပါတော့နော်အဲ့ဒီမှာအင်ဒရိုမာပါတယ်ဝါဆာဘီစားပြီးကအယံမကြိုက်လည်းမကြိုက်ဘူးခေါင်းကိုပောက်ထွက်သွားပဲတကယ်ကိုခံစားချက်ကြီးอ่ะ တော်တော်ကိုကောင်းတယ်တော်တော်ကိုအရသာရှိတယ်အရန်ကို fresh ဖြစ်တယ်ဆာရှိမီကတော့ဒီမှာစားတင်တယ်ပေါ့နော်ခု Vicky မျိုးသားစားမဲ့ဟာကတော့ဒီ weekend special အတွက် Waku Prime Rib နဲ့ Waku အာ မဲရှာပေါ့နော်အဲ့လိုမျိုးဒါကတော့ဒီတန်နောက်မှာတဲ့ menu တွေကတော့ waku menu နဲ့ scallop menu တို့မျိုးပေါ့နော်အခု menu မှာကြည့်ရတော့မရှိတော့ဒါကတော့ကျမယောက်ျားရဲ့အပြောင်းလေးတစ်ဖက်ဒါကတော့ hokkaido scallop ကိုပေါ့နော်ဒီပင့်မဲ့နဲ့လောက်ထားတာဒါလေးကတော့မအီလဲမအီထုတ်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 နဲ့အရသာရှိတယ်ဒါမဲ့အရန်ကြိုက်တယ်တော့မပါဘူးပေါ့နော်ဒါမဲ့စားရတာမအီဘူးစားလို့ကောင်းနေတယ်ဒါလဲ scallop ကို ကြော်ထားတဲ့ဟာမျိုးပေါ့နော်ဒါမှမဟုတ်အခုမှနူးထဲမှာကြီးတော့မရှိတော့ပြန်ဘူးဒီ scallop ကြော်ထားတဲ့ဟာအပြင်ခွန်နဲ့ပထမသူ့ sauce နဲ့ကိုတို့စားတဲ့အချိန်မှာလေတော်တော်ကိုအီးတာလုံးဝမကြိုက်လုံးဝစားမကောင်းယောက်ျားတော်တင်းလန့်တုတ်လိုက်သေးရဲ့လုံးဝအရင်အီးရဲစားမကောင်းဆိုပြီးတော့ဒါပေမဲ့ clean နဲ့အထက်က scallop လေးကတီးတန်းထွက်လာတာစားလိုက်တော့မှ scallop ကမိုက်တယ် ုနောက်မန်ယူတစ်ခုကတော့ soft she crab ပေါ့နော်ကနန်းပြော့ကိုကြော်ထားပြီးတော့ mango sauce လေးနဲ့ဒီ soft she crab ကြာမှာသူက mango sauce ကြောင့်လားမသိကျွတ်ကျွတ်လေးနဲ့ရတာရှိတာဒါလေးကတော့မိုက်တယ်ကိုက fine dining နေစားပြီးကြီးလာရဲ့လူမဟုတ်တော့ ਈ တော့ chow west steak ကိုရောက်သွားပြီးဒါကတော့ michelin စားရတာတဲ့ cheese cake လို့ပြောရပေါ့နော်ဒီ cheese cake ကိုအရန်ကိုမျောလင့်ထားတာစားကြည့်လိုက်တော့လေရတာကောင်းတယ်ချိုစိမ့်ပြီးတော့ရှာတဲ့ကိုပျော်သွားပဲဒါပေမဲ့ အလောက်ထက်ပိုပြောရအောင်လို့တော့ high expectation ထားလာတော့တိတ်မကောင်းဒါတော့ကိုယောက်ျားချိုးဝဲစားကလေးပေါ့နော်ကဲအခုကတော့ quality ကောင်းတဲ့ရေကဲမှုလေးစားရင်ဒီ block လေးကိုဆုံးသက်လိုက်ပါမယ်ပတ်စဉ်အင်္ဂါနဲ့စနေနေ့တိုင်းမှာမတူညီတဲ့ travel cooking နဲ့ lifestyle block တွေကိုဇက်တိုက်တင်ပေးသွားမှာမို့လို့ဖခင်ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော် bye bye